ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွားမချန်ကဆိုတော့ United ရှီဟူကနေဂျူဆူပါတယ်ဆိုတော့ကျွန်တော်တို့ Mason Mount နဲ့ပတ်သက်ပြီးတော့ performance တွေကပြန်ကောင်းလာတယ်ဆိုတော့အာကမ္ဘာဖလားအတွက်အင်္ဂလန်လူကြီးစင်အသင်းမှများ Mason Mount နေရာရတော့မလားပေါ့နော်အဲဒါနဲ့ပတ်သက်လို့ကျွန်တော်က Chris Wheeler ကနေပြီးတော့ road လောက်တာ report ရှိတယ်ဗျသူဗာပြောတာလေးဆိုတော့အင်္ဂလန်လူကြီးစင်အသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေအရဆိုရင်ပေါ့နော်အင်္ဂလန်နီးပြ Thomas Tuchel က ဝင်လေလူမေဆန်မောင်ကိုအင်္ဂလန်လူရင်းစင်အတင်းမှာလူစင်းင်းလေးကိုပဲလုံးဝထည့်သွင်းသွားဖို့အစီအစဉ်မရှိဘူးပေါ့မေဆန်မောင်အနေနဲ့အခုလက်ရှိမှာခြေသွမ်းပိုင်းတွေတူးတက်နေပြီမဲ့လို့သောမက်စ်တူချက်ကလက်ရှိခြေသွမ်းထက်ပိုတူးတက်လာရင်တော့မှအင်္ဂလန်လူစင်းလေးကိုထည့်သွင်းမစင်းစားတော့ဘူးဆိုပြီးတော့သူတို့ပြောထားတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ဒီလူစင်းနဲ့ပတ်သက်လို့ရှိရင်ထပ်ပါတော့လူရင်းစင်အတင်းတွေအတွက်ပြောတဲ့အခါမှာတော်တော်လေးတော့ခရင်သေးပါတယ်ဘာလို့လဲဆိုတော့မေဆန်မောင်အနေနဲ့ပေါ့နော် မေဆန်မောင်အနေနဲ့အင်္ဂလန်လေဝေးစင်တဲ့လူစင်းတွေကိုပါဖို့ဆိုလို့ရှိရင်ဒုတိယအများကြီးပူကောင်းမှကျွန်တော်ရမှာအဲဘာကြောင့်လဲဆိုတော့လက်ရှိအင်္ဂလန်မှာထပါတော့၄နှစ်၃နှစ်ကစားတာပဲဖြစ်ဖြစ်ပေါ့နော်၄၃၃ကစားတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်နံပါတ်10ရူကစားသမားတွေကတယောက်တည်းမဟုတ်တော့ပါနံပါတ်10ရူမှာဆိုလို့ရှိရင်သူတို့မှာဂျူးဘယ်လင်ငန်ကျွန်တော်ရှိမယ်ဖိုးပါမှာကျွန်တော်ရှိမယ်အဇေကျွန်တော်ရှိမယ်နောက်ပြီးလို့ရှိရင်အဲဘယ်လိုပြောမလဲတခြားဟိုဗာလဲဖိုဒန်တို့ကစားသမားတွေကျွန်တော်ရှိမယ် ဆိုတော့အင်္ဂလန်မှာနံပါတ်10ရုနဲ့ပတ်သက်ရင်မေဆန်မောင့်ထက်ပူပြီးတော့လက်ရှိမှာလုတ်ပြထားတဲ့ကစားသမားတွေရှိတယ်ပေါ့နော်အဲ့တော့မေဆန်မောင့်နေရာရဖို့ကမလွယ်ပါဘူးနောက်တစ်ခုကမေဆန်မောင့်တီမန်ချက်စတာယူနိုက်တက်မှာကိုပဲသူကပူပြီးတော့ကောင်းအောင်လုတ်ပြရအောင်မှာအခုလက်ရှိခြေသွန်းကတော့ကောင်းနေတာပဲဒါပေမဲ့လည်းလို့ပေါ့နော်ဘလောက်ကောင်းကောင်းဗျကျွန်တော်ပြောလို့ရတယ်ဘလောက်ကောင်းကောင်းကုညာကိုကြော်ပြီးတော့သူနေရာရမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူဒီမတ်တီမတ်တီစ်ကုညာကိုကျွန်တော်ကအဲသဘောကျတဲ့နေရာမှာပါတယ်နီးပြအမ်မိုရင်က ပြီးရင်ဘင်ဂျမင်ရှက်ကူကိုကြိုပြီးတော့တိုက်စစ်မှုမှနေရာရမှာမဟုတ်ဘူး။ဘရိုင်ယန်အန်မူမူကိုကြိုပြီးတော့နေရာရမှာမဟုတ်ဘူး။ဆိုတော့မေဆန်မောက်နေရာရနိုင်တဲ့၃နေရာကလက်ရှိအသင်းပတ်ကနွေမှာအားဖြည့်ထားတဲ့တန်း80ကျော်ရန်ကစားမားတွေကိုပဲဦးစားပေးပြီးတော့တုံးသွားဖို့ကျွန်တော်ရှိတယ်။အကယ်လို့တုံးမယ်ဆိုရင်တော့မှပေါ့နော်ဘင်ဂျမင်ရှက်ကူကိုကျွန်တော်တို့ကအရင်ကမှထားခဲ့ပြီးတာနဲ့အန်ဘူဘာဒီမက်ဒစ်ကွန်ညာကိုတိုက်စစ်မှုနေရာဖြစ်ထားနော်မေဆန်မောက်ကိုဟိုတနီကလိုမျိုးကျွန်တော်တို့ကနေရုံနဲ့ပဲတက်မှာတုံးထားမျိုးပဲကျွန်တော်ရှိတာ။ ဒါပေမဲ့လေခုနကပြောလေအဲ့ဒါကအရင် chance နေတယ်ဆိုတော့ Mason Mount အတွက်အဓိကအခွင့်အရေးကဘာလဲဆိုတော့ AFCON မှာဆိုတော့ AFCON မှာကျွန်တော်က Brian Ambumo တို့ဘာလို့သွားရုံမယ် Armand Giallo တို့ကျွန်တော်သွားရုံမယ်အဲ့ဒီအချိန်မှာမေဆန်မောင်းအတွက်ကကျွန်တော် Nero number 10မှာတော်တော်ကိုအခွင့်အရေးဖြစ်လာပြီ။တိုက်စစ်မှာ Benjamin Shea ကိုရှိမယ်။ပြီးရင် number 10ရိုးနေရာမှာ Matisse Kunya နဲ့မေဆန်မောင်းပဲကျွန်တော်ကကျန်တော့တာ။တကယ်တကယ်အဲ့ဒီနှစ်နေရာကိုယူနိုက်တက်ကစားမားတွေဖြစ်။ဒီနေရာမှာမေဆန်မောင်းက performance ကြီးတောက်လျှောက်ကောင်းအောင်သူလုပ်ပြနိုင်မှုကျွန်တော်လိုပြီအဲ့ဒါမှမီဆန်မော့ကောင်းလာတယ်ဆိုရင်တော့ဒီကြည့်မှာပဲဒါတော့မှကျွန်တော်ပြောလို့ပဲ United မှာနေကောင်းနေလို့မရအောင် Manchester United မှာကောင်းနေပြီ okay အဲ့ဒါဆိုရင် England လေယူးစင်အတင်မှာသူနေရာကြော်ပြီးတော့ရနိုင်ဖို့လိုတဲ့ကစားမားတွေထက်လည်းသူကပူကောင်းနေမှာကျွန်တော်ရမှာအဇီရိုတဲ့ပူကောင်းနေမှာကျွန်တော်ရမယ်ပါရမာတို့တဲ့ပူကောင်းနေမှာကျွန်တော်ရမယ်နောက်ပြီးရင်အဲပြီးတော့ Foden တို့တဲ့ပူကောင်းအောင်လုပ်ပြနိုင်မှာသူရမယ်ဘယ်လင်ဂန်တို့ကစားမားတွေကျွန်တော်ရှိနေတယ်ဆိုတော့ မလွယ်ပါဘူးပြီးနံပါတ်10ခုကိုပဲသူက၄ရောက်တော့ဘူးမှမခေါ်ဘူးဗျာဒီလားအဲ့တော့ Thomas Tuchel ကလည်းသူသူအင်္ဂလန်လူ့ဆင်တင်ကိုရောက်ပါပြီဆိုကတည်းကဟိုဟာလုံနေတာဘယ်လိုပြောမလဲဒီသူသွားခြင်းနဲ့ပုံစံတိုင်းသူလုံနေတာပေါ့နော်ဟို structure တစ်ခုကိုသူချပြီးတော့သွားနေတာအဲ့တော့သူ့မှာရည်ရွယ်ထားပြီးသားကစားမတွေကျွန်တော်ရှိတယ်အဲ့တော့ Channel Exam ကကောင်းလာလို့ဆိုရင်တော့မှကောက်ထဲပြလိုက်လို့ကျွန်တော်ရာသေးတယ်ပေါ့နော်အဲ့တော့မေဆန်မောင့်အတွက်ကကျွန်တော်ကတော့ chance ကတော်တော်ကိုလေးကိုနည်းတယ်လို့ထင်တယ် အကယ်လို့သူဟာဒီထက်ပိုကောင်းမယ်ဆိုရင်တော့မရွေးခံစီရတော့အကြောင်းမရှိဘူးပဲဒီလားအခုလက်ရှိမှာထားပါတော့ကျွန်တော်တို့ဟိုဘယ်လင်ငန်ကရီယယ်မက်ထရီမှာထင်တယ်လို့ကောင်းမနေဘူးကိုပါမာဟာအင်ဂျူရီတွေနဲ့ပဲလုံးပန်းနေရတယ်ပြန်ကျတော့ပေါ့ကောင်းလာတော့လဲမိနစ်တွေအများကြီးမကစားရသေးဘူးပေါ့နော်အဇီရိုကလည်းပဲဒါအိုဒီကက်တို့ပြန်လာတော့ပွဲကစားကွင်းတွေနည်းလာတယ်သိရမလားဒါမျိုးဆိုရင်တော့မီဆန်မောက်ဒီပုံမှန်ပွဲကစားကွင်းတွေလည်းရမယ်ဂျီအေတွေလည်းသူလုံးပြနိုင်နေပဲပေါ်ဖော်မန့်တွေကောင်းနေမယ်ဆိုရင်တော့ မင်းအခွင့်အရေးမရကြတော့အကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်။နော်အခွင့်အရေးမရကြအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်။အဲ့တော့တို့အနေနဲ့ဒီကစားမအပေါ်မှာကောပြိုင်သူသူနဲ့ပြိုင်နေတဲ့ကစားမတွေကိုမူတည်ပါတယ်။ကျွန်တော်ကတော့နံပါတ်1ကမီဆန်မောက်အနေနဲ့ပူကောင်းတဲ့ performance တွေလုပ်ပြနိုင်မှုလို့ပါတယ်။ဆိုတော့ AFCON ဒီသူ့အတွက်တကယ်ကောင်းတဲ့အခွင့်အရေးပါ။နော် AFCON သာ AFCON မှာသာသူခြားကစားမတွေကိုလက်လွှတ်ရလို့သူအများကြီးပူကောင်းလာနေဆိုရင်ကျွန်တော်ကတော့ဟိုမယွေးခံစရာအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်။ တော့ဒီချက်ပူကောင်းရင်တော့မှရွေးချယ်ခံဘူးမရှိဘူးဆိုတာမျိုးကဒီချိန်မှာပြုတ်ဖို့အရင်ဆိုးလို့မှာသေးတယ်အရင်ဆိုးလို့မှာသေးတယ်နော်ဆိုတော့ညီကလေးရောဘလူမင်းညလေးသောမက်စ်တူချဲကကျွန်တော်ဒါမီဆမ်မောင်းကိုတကယ်နေရာပေးနိုင်စွမ်းရှိရလို့ကျွန်တော်တို့ထင်ကြလားဒါအင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့အတွက်ပေါ့နော် Chelsea မှာ Thomas Tuchel နဲ့ Mason Mount ဘလောက်ပဲအတွေ့အဖက်ညီခဲ့ညီခဲ့မလွယ်တော့ပါဘူးလက်ရှိ Chelsea မှာတော့ငါတုံးနေသူ shape အတိုင်းလေအင်္ဂလန်လက်ရွေးစင်မှာသူတုံးနေတာမဟုတ်ဘူးပေါ့နော်အင်္ဂလန်မှာက profile တွေကစိတ်ကြိုက် profile တွေကိုသူတို့ကရွေးပလိုက်လို့ကျွန်တော်ရတယ်ဗျ။အဲ့တော့ Thomas Tuchel အတွက်ဒီ Mason Mount ကိုရွေးဖို့ဆိုတော့မဖြစ်မနေမဟုတ်တော့ဘူးပေါ့။အကယ်လို့ Mason Mount ကတအားကောင်းနေရင်တော့တမျိုးပေါ့နော်။ညီကတို့ရောဘယ်လိုမြင်ကြလဲ။ရွေးခံရလိမ့်မယ်လို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်။